ဂါဇာမှာရှိတဲ့အပြစ်ခတ်ရစဲရေးဖြစ်စဉ်တွေကိုကြီးကြပ်ဖို့အတွက်အမေရိကန်စစ်ဘက်ဖွဲ့ဝင်200အရှိအလက်ပိုင်းကိုရောက်လာပြီပဲဖြစ်ပါတယ် မက္ကစစ်တပ်တွေအနေနဲ့ဂါဇာမှာပထမဦးဆုံးခြေချတာပဲဖြစ်ပါလိမ့်။အီဂျစ်ကာတာတူရကီနဲ့အာရဆော်ဘာမြေပြည်တော်စုမှာကိုစားပြုစစ်စီတွေနဲ့ဖွဲ့ထားတဲ့စုပေါင်းတပ်မှအမေရိကန်တပ်ဖွဲ့ဝင်တွေအနေနဲ့အဓိကနေရာကနေပတ်ဝန်းသွားမယ်လို့အမေရိကန်ကြီးတပ်ဗိုလ်ချုပ်ကြီးကပြောပါလိမ့်။အမေရိကန်စစ်တပ်ရဲ့ဗဟိုကုတ်ကဲရေးဌာနအကြီးအကဲဘရကူဘာကတပ်ဖွဲ့ဝင်နေရာဆီလွတ်မှာလို့ဆိုပါလိမ့်။ဘရကူဘာဟာပြစ်ခတ်ရေးဆေးကိုကြီးကြပ်ဖို့နဲ့ချိုးဖောက်မှုတွေနှစ်ဖက်လုံးမဖြစ်စေဖို့အတွက်စောင့်ကြည့်သွားမယ်လို့ဆိုပါလိမ့်။ ဗဲအမေရိကန်တစ်ခွက်ကမှဂါဇာတဲဟုတ်တော့ဝင်ရောက်ချဖို့ရည်ရွယ်ခြင်းမရှိပါဘူး။ဒါပေမဲ့ကျွန်တော်တို့စောင့်ကြည့်နေမယ်လို့ဆိုပါတယ်။အမေရိကန်တစ်ခွက်ကနေရာနဲ့ပထမဆုံးတော့ဟာအစ္စရေးကိုစတင်ရောက်ရှိနေပြီးကျန်တစ်ခွက်တွေကအော်တိုဘာ12ရက်နေ့မှာထပ်ရောက်မှာဖြစ်ပါတယ်။ဂါဇာစစ်ပွဲနှစ်နှစ်ပြည့်ခဲ့တဲ့အချိန်မှာဂါဇာကမ်းမြောက်ရှိလူကြီးနှစ်တသမတသန်းရဲ့ဆယ်ဦးနဲ့တဦးဟာသေဆုံးသမဟုတ်ဒဏ်ရာချင်းများဖြစ်ခဲ့ရပါတယ်။တေဆုံးသူပါလက်စတိုင်းလူမျိုးပေါင်း6000ကျော်တေဆုံးပြီး3000တန်ရရှိက လေးသိမ့်မှာအသေးအပါတွေအနေခန်းစားခဲ့ရကြောင်းဂါဇာကျမိုက်ဝန်ကြီးဌာနကပြောပါတယ်။ဒေသခံ၁၀ဦးနဲ့၉ဦးမှာနေရဆုံကွာထွက်ပြေးရသလို၃ဦးဟာရပ်ပေါင်းများစွာငတ်ပေးနေရဆိုင်ရပါတယ်။ကလေးအယောက်တရာမှာ၄ဦးဟာမိဘတို့ဓမ္မမုံ၂ဦးလုံးဆုံးရှုံးခဲ့ရသလိုနေအိမ်နဲ့အဆောက်အုံ၁၀လုံးမှာ၈လုံးပြည့်စည်ခဲ့ရပါတယ်။စိုက်ပျိုးမြေအေရိယာ၈၀ရာခိုင်နှုန်းပြည့်စည်ခဲ့ရပါတယ်။ ဧရိယာ365စတရီယံကီလိုမီတာကျုံနဲ့ဂါဇာကမ်းမြောက်တစ်လျှောက်ကျောင်းနဲ့ဆေးရုံနဲ့ပလီတွေနဲ့နေအိမ်တွေပါဝင်ဆောင်အောင်အနည်းဆုံးတသိန်းကျော်ပျက်စီးပါတယ်။စာနေအိမ်ကရှာဖွေစဉ်တွေလူပေါင်း2000ကျော်သေဆုံးရပါတယ်။ကုလသမဂ္ဂဆိုရအခုဂါဇာစစ်ပွဲဟာတရင်တောက်တွေနဲ့ကုညီကလေးဆေးဝင်နေတဲ့အတွက်တမိုင်းတစ်ချောင်းအသေးပြောက်အများဆုံးစစ်ပွဲလို့ဆိုပါတယ်။ဒီလိုစင်မှာတော့ဂါဇာမှာငြိမ်းချမ်းရရှိမှုကတော့အခြေအနေတစ်ခုထိရောက်နေပြီလို့ဆိုပါတယ်။နောက်ပြီးတော့ဂါဇာကနေပြီးတော့အစ္စရေးတပ်ဖွဲ့ဝင်တွေဟာ ဒစိတပိုင်းစုတ်ခွာမှုတွေရှိနေတယ်လို့လည်းဆိုပါတယ်။ဂါဇာကနေဖက်ပြေးသွားတဲ့ပါလက်စတိုင်းလူမျိုးအချို့လည်းဂါဇာကိုပြန်လည်ဝင်ရောက်လာပြီလို့ဆိုပါတယ်။82နှစ်အတွင်းဒဇာကန်အားလုံးကိုဟာမတ်စ်တို့ဘက်ကပြန်လွှတ်ဖို့အတွက်အမေရိကန်ကသတိပေးနေပါတယ်။အမေရိကန်စောင့်ကြည့်တပ်သားတွေကလည်းလက်ရှိဂါဇာမှာရောက်နေပြီးအခြေအနေတွေကိုသတိထားစောင့်ကြည့်နေတယ်လို့သိရပါတယ်။ ခုနစနနိုင်တဲ့ဟာမတ်ဘက်မှဖမ်းထားတဲ့အစ္စရေးနိုင်ငံသား46ဦးလုံးကိုလွှတ်ပေးဖို့အချိန်သတ်မှတ်ပေးထားပြီးဂါဇာမှာအစ္စရေးတပ်တွေထပ်ဆုပ်ခွာမှုကြောင့်ပါလက်စတိုင်းပြည်သူပေါင်း2သိန်းကျော်လည်းမိမိတို့နေအိမ်ကိုပြန်ရောက်နေပြီဖြစ်ကြောင်းသိရပါတယ်။အစ္စရေးတပ်တွေတပ်ဆုပ်ပြီးနိုင်ပိုင်းတွင်ဂါဇာလမ်းများပေါ်ဟာမတ်စစ်သားတွေကားတွေနဲ့ပြန်လည်ကင်းလွင်မှုတွေလုပ်ဆောင်လာပြီးဟာမတ်စစ်မြေကောင်းဆောင်တို့ကမိမိတို့တပ်တွေမြေပြင်မှာဆက်လက်ရှိသွားဖို့ရည်မှန်းထားတယ်လို့ဆိုပါတယ်။ဟာမတ်တို့လက်နက်ချမယ်လို့အမေရိကန်ကပြောနေတယ်ဘယ်လိုပုံစံနဲ့လက်နက်ချမလဲတော့မသိပါဘူး ပထမဆင့်သဘောတူညီမျှရာဟာမတ်စ်ဘက်မှတရားခံလက်ကျန်46ဦးကိုစာချုပ်ပြီး82နာရီတွင်ပြန်လည်ပေးရမှာဖြစ်ပါတယ်။အစ္စရေးဘက်မှအော်တိုဘတ်9ရက်တိုက်ခတ်မှုပြီးဖမ်းဆီးခဲ့တဲ့ပါလက်စတိုင်းကျင်းသား150ဂါဇာသား1900ပြန်လည်ပေးရမှာဖြစ်ပါတယ်။ဒေါ်လန်ထရန့်ကတော့မိမိကလေးဘွားကလေးကအစ္စရေးနဲ့ပါလက်စတိုင်းစစ်ပွဲအကြောင်းကြားသိနေခဲ့ရပြီးခုငင်းချင်းသဘောတူညီချက်အလုံးစုံရခဲ့ပြီးရင်တော့အားလုံးအတွက်အကြီးမြတ်ဆုံးနေဆွဲဖြစ်လာမယ်လို့ဆိုပါတယ်။ဂါဇာဟာဂါဇာပြင်ပအထိပါအလွန်ရေးပါတဲ့နေမျိုးဖြစ်ပါတယ်။ အရှိလက်မန်ဒီသားတို့လိုငင်းချင်းကိုကိုစားပြတဲ့အတွက်ငင်းချင်းသွားရင်အလွန်လှပသွားမယ်လို့သမ္မတထရန့်ကပြောပါတယ်။သမ္မတထရန့်ကအမေရိကန်တပ်တွေဂါဇာတွင်းကိုရောက်မှာမဟုတ်ပဲငင်းချင်းဖြစ်စဉ်ကိုပဲစောင့်ကြည့်ဖို့လုပ်တယ်လို့ဆိုပါတယ်။လက်ရှိမှာအမေရိကန်စစ်သည်တွေအစ္စရေးကိုစတင်ရောက်ရှိနေပြီလည်းဖြစ်ပါတယ်။ ဂါဇာကနေအစ္စရေးတပ်တွေတစ်စိတ်တစ်ပိုင်းယုံနေပြီးယုံသိနေပြီလို့သိရပါတယ်။တပ်ဖွဲ့ဝင်တွေကဂါဇာကမ်းရောင်းတဝက်ကိုသိမ်းပိုက်ထားဆဲဖြစ်ပေမဲ့လက်မျိုးအတွင်းသဘောတူတဲ့အနေအထားတွေပြန်ဆုပ်သွားပြီးဖြစ်တယ်လို့ဆိုပါတယ်။မကြာသေးမီလတွေအတွက်အစ္စရေးတပ်ဖွဲ့ရဲ့အပြင်းထန်ဗိုလ်ကျတဲ့ခတ်မှုခံရတဲ့ဂါဇာကမ်းခြေမြောက်ပိုင်းကိုထောင်ချတဲ့ပါလက်စတိုင်းတွေပြန်နေကြပါပြီ။သမားခွန်ရဲ့ပြစ်ခတ်ရေးစည်းရုံးနဲ့ဒဇာကနေပြန်လည်ပို့ဆောင်ရင်သဘောတူညီချက်ပထမဆင့်ကိုအစ္စရေးဆိုရကကျော်တာပရီနေမှာတည်ပြုပြီးနောက်အပြစ်ခတ်ရေးစည်းရုံးတက်ဝင်ပါတယ်။နောက်ဆင့်ကိုတော့ဆက်လက်ညှိနှိုင်းဆဲဖြစ်ပါတယ်။ သဘောတူညီမှုရာဟာမတ်စာကားသမားဖန်ရခန့်ထားတဲ့အသက်ရှင်နေသည့်ယူဆတဲ့အစ္စရေးတစားက20ပါဝင်ကျန်ရှိတစားက28ဦးကိုတနင်္လာနေ့မှာလွှတ်ပေးရမှာဖြစ်ပါလိမ့်။ပြန်လည်အပြင်အစ္စရေးကျင်းတော်နေ့မှာတသက်တကြုံကြခံရတဲ့ပါလက်စတိုင်းကျင်းသား250လွှတ်ပေးရပါမယ်။ဂါဇာကနေဖန်လာတဲ့နောက်ထပ်ပါလက်စတိုင်း1900လည်းပြန်လွှတ်ပေးရပါမယ်။သဘောတူညီချက်အရဂါဇာကမ်းမြောင်အတွက်လိုအပ်တဲ့အကူအညီတွေကိုတအားဆမရှိဝင်ရောက်ခွင့်ပြုမှာဖြစ်ပြီးတောက်ကြနေကစားပြီးကွန်နေကားစီးရဲ့600ကျော်ဂါဇာကိုဝင်ရောက်မှာဖြစ်ပါလိမ့်။ ။ဒီကြားအနေနဲ့ဂါဇာပြစ်ခတ်ရေးအစိုးရအဆောင်ပြုဖို့အရှေ့လက်ဘက်မှာခြေစိုက်ထားတဲ့အမေရိကန်တပ်တွေကလည်းစတင်ရွေးချယ်နေတယ်လို့ဆိုပါတယ်။နောက်ပြီးတော့ပါလက်စတိုင်းပြည်သူ2သိန်းလောက်အော်ရိုဘာစဲနီကဂါဇာမြောက်ပိုင်းကိုပြန်လည်ရောက်ရှိလာခဲ့တယ်လို့ဂါဇာမြို့ပြကာကွယ်ရေးအေဂျင်စီကပြောပါတယ်။စစ်ပေးဆောင်တွေကဂါဇာမြောက်ပိုင်းကိုအစ္စရေးတပ်တွေဆုတ်ခေါက်သွားပြီးနောက်ပြန်လည်ပြောင်းရွှေ့လာတာဖြစ်ပြီးထောင်ချီတဲ့ပါလက်စတိုင်းတွေဟာရင်သွားလာမှုတွေပြန်ခွင့်ပြုလိုက်လို့ဂါဇာမြောက်ပိုင်းမှာရှိတဲ့အိမ်ကိုပြန်လာတာပါ။ မရိကန်ငင်းကြေးစီစဉ်ရာအီဂျစ်နိုင်ငံမှာအီဂျစ်ကတာဒရစ်ဒီအမေရိကန်တို့ကဂျာဝင်ညီနိုင်ပြီးပထမဆင့်သဘောတူညီမှုရနေတာဖြစ်ပါတယ်။လက်ရှိမှာတော့အီဂျစ်နဲ့ကာဇာကြရာဖေးနဲ့ဇက်ကလည်းလာမယ့်ဘက်ကစပြီးလမ်းနေပြန်ဖွင့်မယ်လို့ဟာမတ်ဘက်ကထုတ်ပြန်ပါတယ်။ဂါဇာတဲကိုအကူအညီပေးတဲ့ကား600နေစေဝင်မှာဖြစ်ပါတယ်။ကုလလူသားချင်းစာနာမှုဆိုင်ရာပူးပေါင်းဆောင်ရွက်တာဝန်ရှိသူတွေကဂါဇာဒေသကိုအကူအညီပေးဖို့အသင့်ရှိပါတယ်လို့ပြောပါတယ်။ နှစ်နှစ်ကြာအစ္စရေးရဲ့စစ်ထိုးမှုကြောင့်ဂါဇာဒေသပျက်စီးခဲ့ပြီးလူပေါင်း6,000 9,000ကျော်သေဆုံးခဲ့ရပါတယ်။ဒီစစ်ပွဲကိုစတာဟာဟာမတ်တို့ဖြစ်ပေမဲ့အစ္စရေးတို့ရဲ့အလွန်ကြုံလက်စားချေမှုကြောင့်ဂါဇာကမ်းရိုးတစ်ခုလုံးပျက်စီးသွားရတာလို့ဒီစစ်ပွဲနဲ့ပတ်သက်တဲ့သူတွေကပြောပါတယ်။ဂါဇာမှာအပြစ်ခတ်ရစေးရေးသဘောတူညီမှုရပေမဲ့တိုနီဘလဲကိုဂါဇာမျိုးသားတာဝန်ပေးမှုလက်မခံဘူးလို့ဆိုပါတယ်။ ရင်တော့ကတော့တိုနီဘလဲကိုဂါဇာအုပ်ချုပ်ရေးဖွဲ့မှာတာဝန်ပေးမယ်လို့ဆိုနေပေမဲ့ခုတော့လက်မခံဘူးဆိုပြီးတော့ဖြစ်လာပါလိမ့်။အရင်ကတည်းကအစ္စရေးဘက်ကဒေါ်နယ်ထရန့်ရဲ့ငြိမ်းချမ်းရေးဆိုပြီးချက်20လက်ခံထားပြီးအခုပထမဆင့်သဘောတူညီချက်ရပြီဖြစ်လို့အစ္စရေးတပ်တွေရဲ့ဂါဇာတွင်းဆက်စင်ရလဲချက်ချင်းရပ်တန့်သွားတဲ့အနေအထားမှာရှိပါလိမ့်။အဲ့နောက်တစ်ဆင့်သဘောတူညီချက်ရရင်တော့အနီရောင်စီနောက်ဆုံးလုံခြုံရေးဆောင်ဖြစ်သတ်မှတ်ထားတဲ့အစ်ဇွေးနဲ့ဂါဇာကျနယ်ဆက်စီးထိအစ်ဇွေးတက်တွေလုံးဆုတ်ခွာပေးရမှာဖြစ်ပါတယ်။ ထရန့်ကအမေရိကန်တပ်တွေဂါဇာတွင်ဆေလွတ်ပေးမှာမဟုတ်ဘူးလို့တော့အတီလင်းပြောထားတာဖြစ်ပါတယ်။ဒေါ်နယ်ထရန့်အဆိုပြုအဆိုများထဲမှာစစ်ပီးဆုံးရင်ငြိမ်းချမ်းရေးအဖွဲ့ကိုမိမိနဲ့တူပြည်ထောင်စုကြီးချုပ်ဟောတိုနီဘလဲကဥဆောင်ပြီးဂါဇာတွင်ပြည်သူအဆိုရတရားမဖော်ဆောင်ပြီးအောက်ချုပ်စီမံသွေးတော့မယ်ဆိုပါတယ်။ဒါပေမဲ့ဟာမတ်စ်ဘက်ကလက်မခံဘူးလို့ဆိုပါတယ်။ဟာမတ်စ်ကလည်းလုံအောင်ဘိုးချောက်အောင်လို့အမေရိကန်ကပြောပါတယ်။ဝါရှင်တန်ဆိုရနဲ့ငြိမ်းချမ်းရေးဖြစ်စဉ်များတခြားဆွေးနွေးမှုမှာပါခဲ့တဲ့ဟာမတ်စီနီယာခေါင်းဆောင်တို့ဖြစ်တဲ့အိုးစမာဟန်ဒန်ကပါလက်စတိုင်းအာဏာပိုင်တွေမှာပါဝင်တဲ့ဖွဲ့အလုံးကတိုနီဘလဲအားဂါဇာ အသွင်ပြောင်းမှုမှာဥဆောင်သူဖြစ်ခံထားမယ်ဆိုတာလက်မခံကြအောင် LRB သတင်းဌာနကိုပြောသွားပါမယ်။ဒါဆိုဘသူ့ကိုလက်ခံမလဲလို့ Hamas တို့ကပြောပေမဲ့ Hamas တို့ကတော့ဒါကိုထုတ်ဖော်ပြောခြင်းမရှိသေးပါဘူး။နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါတယ်။မြောက်ကိုရီးယားရဲ့စီးပြချစ်တဲ့ပွဲမှာနောက်ဆုံးပေါ်နိပညာမြင့်တုံးကြီးတက်ကိုထုတ်ပြပါတယ်မြောက်ကိုရီးယားမှာစီးပြချစ်တဲ့ပွဲခန်းနာတစ်ခုကျင်းပပြီးနိုင်ငံရဲ့နိပညာမြင့်ဆုံးတိုက်ချင်းပြတုံးကြီးတက်ပါထုတ်ပြသွားပါတယ် မြောက်ကိုရီးယားအနာလိုမပါတီထူထောင်မှု180ပြည့်ခန်းနဲ့တိုက်ဆိုင်ပြီးကျင်းပတဲ့ခြေတပွဲမှာဟွာဆောင်23ကြီးပါတွေ့မြင်ခဲ့ရတာဖြစ်ပါတယ်။မြောက်ကိုရီးယားဆွေးနွေးပိုင်း KCN နဲ့တရင်းထောင်တာကတော့ဟွာဆောင်20ဟာနျူကလ িয়ার လက်နက်တွေတက်ထားတဲ့အာကောင်ဆုံးနိမညာဆင်းပြေဆုံးမဟာဗျူဟာလက်နက်လို့ညွှန်းဆိုပါတယ်။စင်ရအများပြပောင်းလက်ခြေတပွဲကိုနိုင်ငံတကာကောင်းဆောင်တွေနဲ့တနမန်နဲ့ရှင်းမောက်မှာကေဂျွန်ဝန်ကကြီးမှုခဲ့တာပါ။တရောက်ခဲ့တဲ့အေဘိတ်တရမတရုတ်ဝန်ကြီးချုပ်လီချန်၊ယူနန်ကွန်မြူနတီပါတီကြီးကဲတူလန်၊ရုရှားသမ္မတဟောင်းမက်ဗီဒက်တို့ပါပါတယ်။ မြောက်ကိုရီးယားဟာဟွာဆောင်ဆိုတဲ့နာမည်အောက်မှာမဟာဗျူဟာမြောက်ဒုံးကျည်တွေကိုစီးရီးလိုက်တီထွင်ထုတ်လုပ်နေတာဖြစ်ပါတယ်။နျူကလ িয়ার ထိပ်ဘူးတက်စင်လာတဲ့ဒုံးကျည်တွေဟာအရင်ကဆန်သက်ပူထားတဲ့ရလက်တွေရဗရိကန်ရဲ့ဘဲစိပိုင်းကိုမဆိုပြန်တန်းနိုင်မယ်လို့ယုံကြည်ရပါတယ်။ဒါပေမဲ့အဲ့ဒီဒုံးကျည်တွေလိုရာနေရာစီတက်တက်မြဲပြန်တန်းနိုင်ဖို့တေချာစေမဲ့လမ်းညွှန်စနစ်တွေကမ္ဘာပြပန်းသွားပြီးတော့လေတူတွေပြောင်းလာတဲ့အချိန်မှာထိပ်ဘူးတွေမပြတ်စည်းအောင်ကျန်ရခနိုင်မဲ့စွန့်ရည်မျိုးဒီဒုံးကျည်မှာရှိမရှိဆိုတာကတော့မေးခွန်းထုတ်ရဖို့ရှိနေပါတယ်။ စေပြချီတပွဲခမ်းနားမှာကင်ဂျူဝါကနိုင်ငံရဲ့ခြားစစ်စင်ရေးမှာနော်ကိုရီးယားတပ်တွေဖြန့်ကျက်ခဲ့တဲ့အကြောင်းကိုဂုံယူဝင်ကြောစွာပြောခဲ့ပြီးနော်ကိုရီးယားစစ်တပ်ရဲ့သူရဲကောင်းဆန်မှုဟာနိုင်ငံပိုင်နဲ့ကုတ္တမကဆိုရှယ်လစ်စနစ်တည်ဆောက်ရေးအားထုတ်မှုမှန်သမျှကာကွယ်နေပါတယ်လို့ဆိုပါတယ်နော်ကိုရီးယားဟာယူကရိန်းနဲ့ဆစ်ဖြစ်နေရရုရှားနိုင်ငံစီစစ်တပ်တွေဆီလိုပြီးရုရှားနိုင်ငံပိုင်နဲ့ကိုကာကွယ်ရမှာလဲကုညီတိုက်ခိုက်ပေးခဲ့တယ်လို့ကင်ဂျူဝါကအတည်ပြုပြောထားပါတယ်နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါတယ် ဂျာမနီနိုင်ငံမှာအရင်ဆိုးရလက်ထက်ကပြဋ္ဌာန်းခဲ့တဲ့နိုင်ငံသားအမြန်ဖြစ်ခွင့်ဥပဒေကိုပယ်ဖျက်ဖို့မဲခွဲဆုံးဖြတ်လိုက်ပါတယ်။ဖြတ်သိမ်းလိုက်တဲ့အဲ့ဒီဥပဒေမှာနိုင်ငံသားဖြစ်ခွင့်ရှောက်ထားသူတွေဟာအစင်းမြင့်ဂျာမန်ဘာသာစကားနားလည်မှုနဲ့ဂျာမန်လူအဖွဲ့အစည်းနဲ့ကောင်းမွန်စွာနေထိုင်ထားကြောင်းတခြားသက်သေတွေပြတ်တန်နိုင်ရင်သုံးနှစ်သာဆောင်းလာပြီးနောက်နိုင်ငံသားဖြစ်ခွင့်ရမှာဖြစ်ပါတယ်။ဆလတ်ထားကြီးမှာနိုင်ငံသားပုံမှန်ဖြစ်ခွင့်ဥပဒေမှာရှောက်ထားသူဟာဂျာမနီမှာ9နှစ်နေထိုင်သူဖြစ်ပြီးဂျာမန်ဘာသာစကားအလယ်လက်အဆင့်နားလည်ကြောင်းလက်မှတ်ပြဖို့ မိမိနဲ့မိသားစုကိုထောက်ပံ့နိုင်ရင်လုံလောက်တဲ့ဝင်ငွေရှိကြောင်းသက်သေပြရမှာပါနိုင်ငံသားအမြန်ဖြစ်ခွင့်ဥပဒေကိုဖျက်သိမ်းဖို့ပဲခွဲဆုံးပြရမှာလွယ်တူကိုအောင်မြင်ပါတယ်အကြောင်းကတော့ရွှေပြောင်းဝင်ရောက်ခြေချမှုတွေကိုအားမပေးတဲ့ဂျောင်းမီရဲ့အကြီးဆုံးတိုက်ခံပါတီ AFD ရဲ့ထောက်ခံမှုရရှိလို့ပါစစ်စစ်ပေါင်းအောက်လော်မတ်450ဦးကထောက်ခံခဲ့ပြီး134ဦးကကန့်ကွက်ပြီး2ဦးကကြားနေပါတယ်2024ဇူလိုင်မှာ Social Democrat SPD Party ဦးဆောင်တဲ့ညွန်ပေါင်းဖွဲ့ဟာရွှေပြောင်းနေထိုင်သူတွေကိုသူတို့ရဲ့ မူရင်းနိုင်ငံကိုလက်မဲ့ဆက်လက်ကန်ဆောင်ထားခွင့်ပါဝင်နိုင်ငံသားဖြစ်ခွင့်ရဖို့နိုင်ငံသားပုံမှန်ဖြစ်ခွင့်ဥပဒေနဲ့အမြန်ဖြစ်ခွင့်ဥပဒေတို့ကိုမိတ်ဆက်ခဲ့တာပါတိုက်ခိုက်နိုင်ငံသမားတွေနဲ့လူမှုကြေဆိုင်လေးလာသူတွေကအခုလိုနိုင်ငံသားအမြန်ဖြစ်ခွင့်ဥပဒေအားဖျက်သိမ်းခြင်းဟာနိုင်ငံလူဦးရေရုံးနယ်လောက်မှုကြောင့်ရုံးကန်နေရခြင်းအရေးချင်းဖြစ်မိတဲ့ရွှေပြောင်းနေထိုင်သူတွေအားဂျာမနီကလက်ခံမှာမဟုတ်ဘူးလို့အိဗေယာကြောင်ပြောဆိုလိုက်တာပဲဖြစ်ပါတယ်။နောက်ဆုံးသတင်းတစ်ပုဒ်ပြောချင်ပါတယ်။အမေရိကန်နိုင်ငံအော်ရီဂွန်ပြည်နယ်ဘီပါဒန်မှာဖြစ်ခဲ့တဲ့ဒီဖြစ်ပျက်က ပုံမှန်ကားခုနှစ်ကြာပုံစံတွေနဲ့မတူပဲရည်စရာလဲကောင်းတယ်လို့၄နှစ်တဲ့သင်ကန်းစားလဲပေးသွားပါလိမ့်ဖြစ်စဉ်ကဒီလိုပါကားခုတူတူဟာလူမသိအောင်ကားတစ်စီးကိုလက်ခနဲ့ခိုးပြီးမောင်းပြေးပါတယ်ကားခုတဲ့ဆိုတာရာဇဝတ်မှုပါပဲဒါပေမဲ့ခိုးလာတဲ့ကားရဲ့နောက်ခံကိုလှည့်ကြည့်တဲ့ခါမှာတော့သူဟာချက်ချင်းမျက်လုံးပြူသွားပါတယ်ဘာလို့လဲငွေကိစ္စကလေးငယ်တူကကားထိုင်ကောင်မှာငုတ်တုတ်ပါလာလို့ပါကားတစ်ခုဟာကားခိုးတာပဲလှုပ်ချင်ပြီးကလေးခိုးတဲ့ပြဿနာတော့လုံးဝမလှုပ်ချင်ပါဘူးဒါကြောင့်တခြားသခိုးတွေလိုထမမပြေးပဲ ဒီသူတော်ကောင်းကားသခိုးဟာသူယူလာတဲ့ကားကိုချက်ချင်းလှည့်မောင်းပြီးခလေးမိခင်ရှိရာဈေးဆိုင်ရှိအမြန်ပြန်မောင်းလာပါလေကားကိုရလာပြီးခလေးကိုအမေလက်ထက်လုံချိုးပါပြန်အေးဟဲ့ပြီးတဲ့နောက်ဒီသခိုးကစိတ်ပကျင်နေပါဘူးသူကခလေးမျိုးလက်ညှိုးထိုးအောင်ငေါ့စုပပါလေဒီလိုရာသီနဲ့ကားထဲမှာ ခလေးတယောက်တည်းထားခဲ့ရလားခလေးကိုဂူးမဆိုင်ဘူးဆိုပြီးအော်ဟစ်ခဲ့ပါလေခလေးမေကဘာပြောမှမသိပါဘူးတရင်နဲ့ရဆိုသခိုးကခလေးမေကိုခမည်းတော်ရဲကိုတိုင်မယ်လို့တော့ချိန်ချောက်ခဲ့ပါလေ ပြီးတော့ကလေးမေဟာကလေးကိုကားထဲမှာထားခဲ့တဲ့အပြစ်တစ်ခုနဲ့မကဘဲတခိုးရဲ့ဆူတာပါခံရပါတယ်။ကလေးမေကိုအောင်းငေါပြီးတဲ့အခါဒီတခိုးကကလေးကိုအမေလက်ထက်မှာပေးရပြီးကြောင်းစိတ်ချလက်ချသိလိုက်ရပြီးတဲ့နောက်ခိုးထားတဲ့ကားကိုလည်းပြန်ဝင်ပြီးမောင်းလာပါတယ်။ဒီအဖြစ်ပြောက်ကြည့်လို့တွေကဒီတခိုးကဘလို့လူလဲကားကိုလည်းခိုးခြင်းနဲ့သူတို့ကောင်းလေးလှုပ်ခြင်းနဲ့ဆိုပြီးမချက်ပေးပါတယ်။ဒါမှမဟုတ်တစ်ချိန်တည်းမှာပဲတခိုးတောင်ကလေးလုံးကြော်ယူကိုစိတ်ပူတက်သေးတာပဲဆိုပြီး ကလေးတွေကိုကားထဲမှာတယောက်တည်းမထားဖို့ဆိုတဲ့အရေးကြီးတဲ့သတိပေးချက်ကိုလည်းအားလုံးကိုပြန်လည်ပေးဆွံသွားခဲ့ပါတယ်။